ါဘူးတော့ပါပြီအဲအမအဲ့လိုလိုမျိုးလေကိုကိုတိုင်းလည်းတချင်ရန်ကြိုက်တယ်ကရတာလည်းကြိုက်တယ်ဒါပေမဲ့အမအဲ့လိုကတဲ့အခါမှာအဲ့ဟိုအပြော့กว่าအဲ့လိုမျိုးတကယ်ကိုပျော့ခြင်းလို့ကတာကွာဟိုလိုမျိုးအာတခြားဘာစိတ်မှမရှိဘူးတကယ်ပျော့ပျော့ရှင်ရှင်နဲ့သူများကိုကြည်ကြည်မကြည်ကြည်အဲ့လိုမျိုးတိတ်ပြော့ယူမဆိုင်ဘဲနဲ့ကတတ်တဲ့အစ်င့်မျိုးလေးရှိတယ် မဆိုလို့ရှိရင်အန်တီလို့ခေါ်ရင်ကြိုက်ဘူးဟိုအန်တီလို့ခေါ်ရင်မကြိုက်ဘူးဆိုတာလေအန်တီလို့ခေါ်တဲ့အရွယ်ကိုလည်းစဉ်းစားရတယ်ကိုစိုးလည်းသူများကအန်တီမခေါ်ဘူးဘာဖြစ်လို့လဲဆိုတော့ဟိုကိုရဲ့တကယ်ကိုအပွားအရွယ်လောက်ကိုမှမကိုအန်တီလို့ခေါ်တယ်ကွာကြောက်ရွံ့တန်ရုံအမျိုးသမီးတွေဆိုကွာအမပဲခေါ်တယ်အမကအသက်20လောက်ကအန်တီလာခေါ်လို့ရှိရင်တိတ်အစင်မပြေဘူးလားလို့လေကိုကိုကိုအသက်ကြီးရတော့လက်ခံတယ်လေဒါပေမဲ့အဲ့အန်တီဆိုတဲ့နာမည်ကြီးကဘာမှမသိဘူးအန်တီလို့ခေါ်တဲ့လူတွေကတိတ်ပြီးတော့အောင်မြင်လို့တက်မှုတိတ်ပြီးတော့မရှိကျင်တဲ့လူတွေလို့သတ်မှတ်ပါတယ်အမကတော့မင်္ဂလာပါရှင်ဆက်ပါဦးဆိုင်တော့ဆရာလေးတွေ့တော့ อ่าท้ายใหญ่อ่ะ2ปองยาซะ2ปอง30ရှိနေပြီလေအဲ့တော့ဒီထက်ပို့ပြီးတော့လဲနောက်ထပ်အာရေရှိအတွင်းရှိပြီးတော့အာအလုံးကိုท้ายใหญ่ရဲ့ customer တွေအကုန်လုံးကိုဒီထက်လာတလက်လာအောင်ဒီထက်ပို့ပြီးစိတ်ချမ်းသာအောင်ဘောဘောမောတွေပြည်နိုင်အောင်ဆက်ဆောင်ပြီးနိုင်ပါစေဟုတ်ပါဘူးท้ายใหญ่ကိုအမဟိုကလောက်ထက်အတိတာ 2019 2019လောက်2019လောက်တည်းကသူတို့ဟိုးအာအရင်တော့သူတို့ကကမ်ဘဲလမ်းမပေါ်မှာလေတစ္ဆာကမ်ဘဲလမ်းမပေါ်မှာပြီးတော့တကဝေးစင်တာအခုဒီတော့ကြအခုကျတော့ပြမစိုးလမ်းကိုရောက်လာတာပေါ့နော်အဲ3နေရာရှိပြီဟာဟဲ့တကဝေးကတာဟိုတော့ပါပြီအမအဲ့လိုလိုမျိုးလေကိုကိုတိုင်းလည်းအတချင်းရမ်းကြိုက်တယ်ကတာလည်းကြိုက်တယ်ဒါပေမဲ့အမအဲ့လိုကတဲ့အခါမှာအဲ့ဟို အပျော်ကွာအဲ့လိုမျိုးတကယ်ဟိုပျော်ခြင်းလို့ကတာကွာဟိုလိုမျိုးအာတခြားဘာစိတ်မှမရှိဘူးတကယ်ပျော်ပျော်ရှင်ရှင်နဲ့သူများကိုကြည်ကြည်မကြည်ကြည်အဲ့လိုမျိုးတိတ်ပြော်ကြီးမဆိုင်ဘဲနဲ့ကတတ်တဲ့အကျင့်မျိုးလေးရှိတယ်အမေအမရှက်တော့ကြတော့အဲ့လိုတစ်တော့တွေပါလေကြတော့အမမြိုက်တတ်ဘူးမကကြည့်ဘူးအဲ့လိုကြီးအမေအမမိုးရနဲ့အမက သူနဲ့အဲ့ဥစ္စာလေးတွေ့တဲ့အခါမှာသူ့ကိုဟဲ့လို့ငားလို့ဒီအကလေးလို့ sweet game ကလေးရှိတယ်ဆိုတော့သင်မိမယ်သင်မိမယ်လို့ဆိုပြီးသူသင်ပေးလိုက်တော့၄၅၆ခါလောက်ကျင့်လိုက်တော့မစိုးရတာလေအဲ့ဒါနဲ့ကကြည့်တာဒါတော့မားတာလေးတွေရှိပါသေးတယ် ခက်ကလေးတွေရိုက်နေသလိုပေါ့နော် TikTok မှာလိုမျိုးအဲ့လိုမျိုးကြီးတော့ကြားရလောက်အောင်ကြည့်တော့အမတက်တိမရှိဘူးအမရှက်တက်တယ်ပါမယ်ဒီလိုလေးရမ်းပေါက်သွားတာဟာရမ်းပေါက်ပါဘူးပေါက်လို့ပေါက်ပါဘူးဒီလိုဘောကြပြီးခါကြအများကြီးပဲနောက်သူထပ်ဆွဲလည်းမရှိဘူးနားပြေပါအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲအမအမဆိုကဟိုကတဲ့ဟာကွာအမအဲ့လိုဟာသလိုမျိုးဖြစ်စေခြင်းလဲကိုယ့်ကိုကြည့်တဲ့လူတွေလည်းရည်စေခြင်းလဲပြီးတော့ကိုကိုယ်တိုင်းလည်းအဲ့ဒါကိုခဏခဏပြန်ကြည့်ပြီးတော့ရည်တာကွာတိလားအဲ့လိုကိုဆိုကွာအဲ့ဒါကိုဟိုဘယ်လိုပြောမလဲဟို ဒီဟာကိုပြန်ပြန်ကြည့်ကြည့်လို့ဟဲ့ကြည်လိုက်ရတာဆိုတဲ့ဟာမျိုးနဲ့ပြန်ကြည့်ချင်တာဆိုတော့အဲ့လိုမျိုးလေးအမတရားပြန်တော့လုတ်ပါမယ်အာအာရာရာကြီးအဲ့လိုမျိုးကြီးတော့ကအောင်လေအသက်ရွယ်ရလည်းရှိသေးတယ်နော်မလုတ်တက်တာတော့မလုတ်တက်တာမဟုတ်ပါဘူးမလုတ်အပ်လို့ပါရှိရပါဆိုတော့လည်းဖြစ်စင်နေဆရာဥစားဆရာမလည်းဖြစ်စင်နေအဲ့လိုတတိယမကြီးလည်းဖြစ်စင်နေဘယ်နှခုလောက်ဖြစ်ခဲ့ဘူးလို့ဆရာမဖြစ်နေလေအဲလူတိုင်းကိုစောင့်ဝဲချမယ်ဆိုတာကြီးပဲမှန်ရောပါ ုတ်တယ်အတကုံစုံဆိုင်ပိုင်ရှင်တတိမိုင်ကုံစုံဆိုင်ပိုင်ရှင်တတိမိုင်ကျမဝါတဲ့နေ့ကြရင်ရှင်တို့မှတ်ထားလိုက်ကျမဝါတဲ့နေ့ကကျမဆန်းတာတဲ့နေ့ อืมဟုတ်ဟာစကင်ကရခဏခဏဆိုပုံစံတိုင်းမှာအမကလေအဲ့လိုလေအဆက်နေယူလိုက်အဆက်နေပြန်အားလိုက်အဆက်နေယူလိုက်အဲ့လိုအဆက်နေပြန်အားလိုက်အဲ့လိုအဲ့လိုအဲ့လိုလုံးစင်တာအဲ့လို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 ဒီအဲ့ဒါ digital ရဲ့အားလုံးပါဆိုတော့ digital လဲရ digital ဆိုတော့အဲ့အဲ့ပေးလေးတကူရဲ့တိဆိုမြင်မိတာလေးကိုကြားစင်တာအဲ့လိုအဓိကစံဝင်နေထွက်နေတာကိုမြင်စင်တာအဲ့လို anyway အဲ့ဒီအမလို့ရှင်လက်ကောက်ကြီးနေအဲ့လိုပဲလေပတ်စံနေအားလိုက်ပတ်စံနေယူလိုက်အဲ့ဒရော်ယာကြီးဖွင့်လိုက်တယ်မလားဒီနေ့မှမုတ်တေထိုင်စားလိုက်အဲ့လိုဝဝကြီးနေအဲ့လိုထိုင်ပြီးတော့အဲ့လိုပတ်စံနေထိုင်သိမ့်ကြတာအဲစပန်းတော့မဟုတ်ဘူးဒါပေမဲ့ဝင့်မှာပါမိုက်စားပါလက်တက်မမဝင့်မှာပါခေါ်ကြီးတွေကစားပေါ်ပါနဲ့ပိတ်စံနေပါနော်အာဟုတ်တယ်ဒါပေမဲ့ကိုကကြတော့လေအဓိကတော့ဟိုဘယ်လိုပြောမလဲအဲ့လိုပေါ့နော်ပတ်စံနေအများကြီးမြင်ကျင်နေတာ ။အော်ဒါအမိုက်စားပေါ့ခစ်တက်ကုံစုံဆိုင်ပိုင်ရှင်ပေါ့။အဲအဲ့လိုမျိုးပေါ့။အဲအမအိုရဲလို့ပြောရဲဆိုတဲ့စကားလုံးကိုအမအားလုံးကိုအိုရာမအိုရာဆိုတာတစ်ခါဘယ်လိုပြောမလဲအသက်ကြီးတဲ့အခါမှာဒါကတော့အိုရဲဆိုတဲ့စကားလုံးကလူတိုင်းမှာကြားလိုက်တဲ့အခါမှာဒိန်းဆိုကြားလိုက်တဲ့အခါမှာအကုန်လုံးအထင်နာကြတယ်လေအမနောက်တစ်ခါကျတော့အဲ့ဒါလေးကိုနည်းနည်းအကျင့်ပါအောင်ပေါ့နော်ဘာလို့လဲဆိုတော့အသက်ကြီးလာတယ်ဆိုတာအဲမကောင်းတာလည်းမဟုတ်ဘူးအမ်ဘယ်လိုပြောအမတော့ မတို့ဒီလူပေါင်တိုင်းဝိုင်းထဲမှာလေအသက်မကြီးကျင်ကြအသက်မကြီးကျင်လို့ရှိရင်ငယ်ငယ်လေးကတိမ်မရမှာပေါ့ဟုတ်တယ်မလားအဲ့တော့အသက်ကြီးလာတာကိုအမကအာဟိုဟိုတင်းနှောင်းတင်းနေတဲ့ ဂုံရှိရှိနဲ့တိတ်ခါရှိရှိအိမ်ငယ်ရှိရှိနဲ့အသက်ကြီးလို့ရတယ်ဆိုတာကိုဒီလူငယ်တွေကိုအသက်ကြီးတာလေးကပြဿနာမရှိဘူးဆိုတာလေးကိုပြောစင်တာပါဘာလို့လဲဆိုတော့အသက်ကြီးအောင်မတိုက်လို့ရှိရင်ငယ်ငယ်တွေကတိမရမှာလေနော်အဲ့တော့ဘယ်သူမဆိုဒါရှောင်လွှဲလို့မရအိုနာတည်ခြင်းဆိုတာဖြတ်တန်းရမှာပဲဒါပေမဲ့အဲ့အိုနာတည်တဲ့ဟာကိုကဘယ်လိုပုံစံနဲ့ဖြတ်တန်းမလဲဘယ်လိုမျိုးခံယူချက်နဲ့ဖြတ်တန်းမလဲဆိုတာအများကြီးလိုပါတယ်အမကတော့အိုရယ်အိုရယ်လို့ပြောတာတမင်သက်သက်ပြောတာပါဒါပေမဲ့အသက်ကြီးလာတယ်အသက်ကြီးလာတာကိုလက်ခံတယ်အသက်ကြီးလာတာကိုလည်းကြိုက်တယ်အဲတပြည့်ပြည့်နဲ့ ကိုဘွားကိုတာဝန်ယူလာရတယ်ကိုကိုကိုတာဝန်ယူပြီးကိုကိုကိုအသက်ကြီးလာပြီးတော့ကိုကိုဘွားကိုကိုတိုင်းလက်တွေပုံပေါ်ခွင့်ရတာကိုပို့ပြီးတော့နှစ်သက်လာတယ်ပို့ပြီးတော့ကြိုက်လာတယ်နော်အဲ့အတွက်ကြောင့်မလို့အသက်ကြီးရဆိုတော့ it's okay ဆိုတာကိုပြောချင်တာဖြစ်ပါတယ်အမလည်းဖြစ်တယ်ဟုတ်အမဆိုလို့ရှိရင်အန်တီလို့ခေါ်ရင်ကြိုက်ပါဟုတ်အန်တီလို့ခေါ်ရင်မကြိုက်ဘူးဆိုတာလေအန်တီလို့ခေါ်တဲ့အရွယ်ကိုလည်းစဉ်းစားရတယ်ကိုစိုးလည်းသူများကိုအန်တီမခေါ်ဘူး ာဖြစ်လို့လဲဆိုတော့ဟိုကိုယ့်ရဲ့တကယ်ကိုအကွာရွယ်လောက်ကိုမှမကိုအန်တီလို့ခေါ်တယ်ကွာတော်ယုံတန်ယုံတော်ယုံတန်ယုံအမျိုးသမီးတွေဆိုကွာအမပဲခေါ်တယ်အဲ့ဒါမဲ့တချို့ကြီးကလည်းရတယ်အန်တီခေါ်ပေးပါဆိုလို့ရှိရင်လည်းအန်တီခေါ်လိုက်တာပေါ့နော်။များသောအားဖြင့်တော့မမအမဒါရိုသေသမှုနဲ့ခေါ်ရတာ။ဘာဖြစ်လို့လဲဆိုတော့စိုက်တဲ့လူရှိမယ်မစိုက်တဲ့လူရှိမယ်။အမတို့ဆိုရှင်အမအသက်42နှစ်မှာအမကအသက်20လောက်ကအန်တီလာခေါ်လို့ရှိရင်တိတ်အဆင်မပြေဘူးလားလို့လေနော်။ဒါတော့ကိုယ့်ကိုယ်ကိုစဉ်းစားကြည့်တာပါ။ဘာဖြစ်လို့လဲဆိုတော့ဟို ကိုကိုကိုအသက်ကြီးရတော့လက်ခံတယ်လေဒါပေမဲ့အဲ့ anti ဆိုတဲ့နာမည်ကြီးကဘာမှမသိဘူးအဲ့ဒါတော့ like gan so မသိရပါဘောနော်အဲ့ဒါတော့တွတ်တက်ရတွတ်တက်ကြအောင်မြင်အောင်မြင်ကြအောင်တော့ like gan so လေးသိပြီးတော့အေးသုံးပါလေးနားလည်မှရတာပေါ့နော်အန်တီရိုးခေါ်တဲ့လူတွေကသိပြီးတော့အောင်မြင်တွတ်တက်မှုသိပြီးတော့မရှိကျင်တဲ့လူတွေလို့သတ်မှတ်ပါတယ်မှာတော့